မင်္ဂလာပါခုကဒီနှိမ့်မလေးကိုထုတ်ပြပေးမယ်နော်အဲ့ဒီမှာထူတဲ့ခါမှာလိုအပ်တဲ့ခြေကဒီအဖြူရောင်ကိုသုံးကျင်နေဆိုလို့ရှိရင်အဖြူရောင်လိုမယ်ပြီးတော့ရွက်အတွက်ကဆင်းရောင်လိုမယ်ပြီးတော့ဒီထက်ကဝတ်ဆံလေးအတွက်ကအဝါရောင်နည်းနည်းလိုမယ်ခုကကျတော့ဒီလိုနှစ်ရောင်လေးနဲ့ထုတ်ပြပေးမယ်နော်ရင်းဆုံးအဲ့ဒီအရွက်ကလေးကိုရင်ထုတ်ပြပေးမယ်အဲ့ဒီအရွက်ထိုးနည်းနဲ့ဒီပင်မအရိုးကြီးထိုးနည်းနဲ့ကအတူတူပဲထိုးတာကတော့ဒီအရွက်ကတော့အစ်စ်ထိုးနည်းကိုပဲ သုံးပြီးတော့ထူပြပေးမယ်ဒီလိုအဆောင်လေးပဲကောမယ်ဒါကြတော့ယုံချီလေးချောင်းမှုနဲ့ထိုးထားပါနော် ဒီလိုအဖျားလေးခြံသွားတဲ့အထိထိုးပေးရမယ်ကိုအယောပြီးပြီးအယောကလေးပြီးသွားပြီဆိုတော့အမှန်လေးထုတ်ပြပေးမယ် ကဲတော့နုနေအောင်ချီလေးကိုတုံးထားပါနော်။ဒါကပုံလေးချီပါ။ဝတ်တဲ့တဲ့ချီကိုတုံးရဲ။ဒီနားမှာဝတ်ဆန်နေရာလေးထားလိုက်မယ်။အဲဝတ်ဆန်နေရာကိုပွန်ထက်ကဒီမှာ6ခုလောက်မှဖြစ်တဲ့အတွက်တုံးလေး6ခုလုပ်ပေးမယ်။ေနဲ့ 그렇죠. 리 하나 시작 你妈妈在这里炒苦鸭呢，还炒苦鸭的，说了些。 ခုရဲ့ခြေကနေခြေကိုဆွဲတုံးမယ်ပြီးတော့ဒီခြေချောင်းလေးထဲကိုအက်ကိုထိုးမယ်ဒီမှာဒီလိုခွင်းလေးထားထားမယ်နော်ဒီလိုထားထားတဲ့ခွင်းလေးကိုလက်နဲ့ခြင်ထိုင်လည်းရတယ်လက်နဲ့ခြင်မထားဘဲနဲ့ဒီလိုအက်ကလေးနဲ့ထိုးထိုင်လည်းရတယ်အဲ့နဲ့ထိုးထားလို့ရှိရင်သူကခွင်းလေးရပိုးပြီးတော့ညီးတယ်ဒီလိုခွင်းလေးခြင်ထားမယ်ပြီးတော့နောက်ထပ်တစ်ရစ်သွားမယ်ဒီအဲ့ဒီအပောက်ထဲပဲပြန်ထိုးမယ် ပြီးတော့ဒီမှာအပမတ်ကျိုးတင်ပြီးတော့ဒီခွင်းလေးကိုအကိုထိုးလိုက်တာနော်အကကဒီခွင်းလေးနေထွက်တယ်ဒီလိုသုံးခါရပြီဆိုလို့ရှိရင်အကိုဖြုံမယ်ဆက်ဖြုံပြီးတော့ဒီမှာရရတယ်ဒီမှာဒီမှာသုံးခွင်းရပါတယ်နော်အဲရတဲ့သုံးခွင်းသေးကိုအကိုထိုးမယ် ပြီးတော့ဒီကလေးဆွဲမယ်ဒါဆိုရင်ဒီမှာပုံဖက်ကလေးတစ်ခုရပြီပြီးတော့ဒီနောက်ကြောဘက်မှာဒီလေးတစ်ခေါက်ပါမယ်ဖြားလေးမှာနော်ဒီလိုလေးတစ်ခေါက်သွားပြီးတော့ဒီအောက်ထဲကိုထိုးမယ်ဒါဆိုရင်ကွင်းတကွင်းပေါ်မှာပုံဖက်တစ်ဖက်ရထားပြီအဲ့ဒါကိုနောက်ကြောဘက်မှာခြီးပေးရမယ် ကြောင့်ခြီးပြရလဲဆိုတော့နောက်ထပ်ပြန်ဖက်တစ်ဖက်ဆက်ပြီးတော့ကိုမမလို့ခြီးလိုက်တာအဲခြီးတဲ့ချိန်မှာဒါလေးကိုဝန်ဖက်ကလေးကိုပြင်ပြနေနေအောင်ခြီးထားပြီးတော့ခြီးရမယ်ဒါကြီးဆွဲလိုက်လို့ရှိရင်ဒီဖက်ကကွေးတော့နော်အဲပြီးတော့နောက်ထပ်ပြန်ဖက်တစ်ခုထိုးမယ်ဒီအခြေလေးမှာပဲမနော်ဆိုဆိုကဒီဒီအတုံးလေးမှာပြီးခဲ့တာအခုဒီမှာဒီအတုံးလေးမှာဆက်ထိုးမယ်

ဆိုရင်သုံးခွင်းရပြီနော်ဒီမှာဒီလိုလေးခွင်းလေးသုံးခွင်းရတယ်1 2 3အဲ့ခွင်းသုံးခွင်းကိုတခါလေးဆူပြီးတော့ပြန်ချုပ်မယ်ဒီမှာသုံးခုလုံးကိုအမထိုးလိုက်တယ်ပြီးတော့ဒီကျိုးကိုအမပြင်လိုက်တယ်ဒီလိုပြင်လိုက်ပြီးမှဖက်ကိုဖိပြင်းဆွဲမယ်ချီကိုဖိပြင်းဆွဲမယ်ကလေးအိုင်နော်ဒါဆိုရင်ပုံဖက်နှစ်ခုရပါပြီဒီအဖြားလေးမှာကန်လက်ဖြက်ကလေးတစ်ခေါက်သွားမယ် ဒီနားလေးကိုတင်းအောင်ဆွဲပေးရမယ်အဲအနားလေးကတင်းနေမှာဒီအဖျားလေးကချွန်းနေမှာမဟုတ်ရင်အဖျားဝိုင်းဝိုင်းကြီးဖြစ်နေမှာဒီတော့နောက်ကျမှချိမယ်ပြီးတော့ပုံဖတ်အခုဖို့ဖို့အတွက်အထွက်ထားတယ်ပြီးတော့ဒီတိုင်လေးမှာပဲနှုတ်ခွာရေးမယ်ဒီ နေတော့ဒီနေတော့ဒီကြောင့်ကိုတခါရဲတွေ့ပြီးတော့ချိန်မယ်ဒီမှာနောက်ဆုံးလိုက်ရင်လည်းဒီမှာဆိုလို့ရှိရင်ချီလေးနည်းနည်းထုံးနေတာမျိုးရှိတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ပြန်ပြီးတော့ထင်ခဲမယ်အဲ့ချီကျွမ်းနေတာမျိုးဆိုလို့ရှိရင်မလောင်း ပြီးတော့နောက်မှခြီးမယ်။ညနေဖုန်ဖက်ကလေးတွေကိုလည်းအဲ့လိုပဲထိုးသွင်းတယ် ီမှာဆိုရင်ပုံဖက်က၅ခုရပြီနောက်ဆုံးပုံဖက်ကလေးထိုးမယ်ဒီမှာဒီနောက်ဆုံးပုံဖက်ကလေးကိုဒီလိုလေးချုပ်ခဲ့မယ်။ဒါတည်းတချို့ပုံဖက်ကိုချုပ်လို့ရတယ်တချို့ပုံဖက်ကိုမချုပ်ဘဲနဲ့ဒီတန်းလေးပဲထိုးမယ်။ ဒီမှာဒါလေးတွေဆိုလို့ရှိရင်ချုပ်ထားတဲ့ပုံဖက်ကလေးပဲเนาะဒါလေးတွေဆိုရင်အလုတ်ကလေးတွေအဲ့ဆိုရင်ဒါပုံဖက်ကလေးပြီးသွားပြီဒီရိုးတိုင်လေးကိုထိုးပြပေးမယ်ရိုးတိုင်ကရိုးတိုင်ကကျတော့ခြေကိုခွဲပြီးမှထိုးမယ်အခုကကျတော့ပူလီခြေကိုမခွဲဘဲနဲ့ထိုးပြပေးထားတာအခုဒီမှာပူလီကိုတုံးချောင်းမဲ့ခွဲပြီးတော့ထိုးပြပေးမယ်ဒီမှာတုံးချောင်းနဲ့ခွဲထားပါမယ်เนาะယုံချီတို့တစ်ချက်ပန်းတို့ခြေလို့ဆိုလို့ရှိရင်လည်းနှစ်ချောင်းတုံးချောင်းကိုချိန်ထားနဲ့ထိုးလိုက်ရတယ် ီချီရကြတော့ပန်းထိုးချီကိုသုံးထားတာ။ဒါခါကြတော့ဒါခါကြတော့သုံးမွေးချီကိုသုံးထားတာ။ဒါကြတော့ပိုလီချီသုံးထားပိုလီချီနည်းနည်းလေးပွားတယ်ဒီမှာချီလေးတွေထွက်တယ်။ဒီပန်းထိုးချီကြတော့လုံးဝတရက်တယ်။ဒါပန်းထိုးချီချီခင်လေးနည်းနည်းလေးဟာနော်။အဲ့တော့ရိုးရိုးအချစ်ထူးလေးနဲ့ပဲသွားမယ်။ဘုရားမမှန်တဲ့ဖြစ်ဆိုလို့ရှိရင်အဲ့ဒီအယိုးလေးကိုလည်းပုံအရင်ဆွဲထားမယ်။ပုံဆွဲပြီးမှအဲ့ထက်မှဖြည့်ရမယ်။ ဒါလေးတွေအလုံးကတော့အချစ်ထိုးနေရပဲသွားပြထားပါနော်ဒါဆိုရင်ရိုးရံလေးလည်းပြီးသွားပြီနောက်ဆုံးဝတ်ဆံလေးထိုးပြပေးမယ် ုဆန်ကကျတော့ချိန်နိုင်မလို့နည်းနည်းဆိုရတယ်။ဝဆန်ကအထက်မှာပါတယ်ဆိုရင်လေနှစ်ခါလောက်ပါလိုက်ရပြီ။ လေးပါနော်ဆိုရင်ဒါနှစ်မလေးရသွားပါပြီအဲ့မှာသူ့ရဲ့ပုံစံကဒီပြန်ပုံစံကဘယ်လိုလဲဆိုတော့ဒီမှာဒီအရွက်နဲ့ဒီပင်စင်နဲ့ဆက်နေပုံဆွဲတဲ့ခါမှာဒီအရွက်နဲ့ပင်စင်နဲ့တခါတည်းဆက်တဲ့ဆွဲရမယ်ဒီမှာဒီအရွက်ဆိုလို့ရှိရင်လည်းပင်စင်နဲ့ဆက်ပြီးတော့တခါတည်းဆွဲပေးရမယ်ပြီးတော့ဒီမှာပင်စင်ရှိမယ်ပြီးတော့ဒီဒီအရွက်နဲ့ဒီပင်စင်နဲ့လည်းဆက်နေတာသူကဘယ်လိုပုံစံလေးလဲဆိုတော့ဒီမှာဒါပင်စင်ဒါအရွက်ပြီးတော့နောက်ထပ်တစ်ခုကလည်း မပင်စီအရွက်ပင်စီနဲ့အရွက်ကလေးနဲ့ဆက်ဆက်ပြီးတော့ထိုးပြရမှာပြီးတော့လက်တိုင်းလောက်ချမ်းမယ်ပြီးတော့ဒီမှာအရွက်နဲ့ပင်စီနဲ့ဆက်မယ်နောက်တစ်ခုကလည်းအရွက်နဲ့ပင်စီနဲ့ဆက်ပြီးတော့ထိုးမယ်ဒီခြေထဲမှာပန်းလေးတွေဖြည့်ပြရမှာပြီးတော့လက်တိုင်းလောက်ချမ်းမယ်အရွက်အရွက်ဒီလိုလေးဒီအဖူးလေးတွေကြားထဲမှာကြာတော့ဒီမှာအရွက်ကလေးတွေနည်းနည်းချပြီးတော့ထည့်ပေးမယ်အဖူးကိုကြာတော့အစ်စ်ပဲထိုးပေးမယ်ဒီပုံနဲ့မိထိုးပြရမှာနော်